by your name and I'll call you by mine. ဒီအကြိုက်ဆုံးဘီယံကာရကရှိတယ်ပေါ့နော်။ Hmm အရင်ကြိုက်ခဲ့တဲ့ကာပေါ့နော်တော်တော်လေးကြာနေပြီဆိုတော့ကျွန်တော်တကယ်တော့ဘီယံကာတော်တော်များများကိုကြည့်ဖို့ရပေါ့နော်။ Yan Heart Monster ပြီးတော့ Alive Left on the Line တို့တော်တော်လေးကြည့်ဖို့လေ။အဲ့ဒီကာကြီးဆိုရင်ကောင်းနေပေါ့နော်။ဒါပေမဲ့ Yan you recommend တော့မပေးချင်ပေါ့နော်။ အရင်ပုံမှန်လေးဆက်နေပေါ့နော်ဒီကာကကျတော့ဘာကာလေးဆိုတော့ call me by you one day သူကအလို Oscar ဆုရည်လေးရတယ်ပြီးတော့တခြားဆုရည်ဆုနဲ့တော်တော်များများလေးကိုရပူးတယ်ကြည်ကြည်အဆုံ65ခုလောက်ကျော်တယ်လို့ပြောရပေါ့နော်အဲဆိုတော့ဒီကားကကျတော့အရင်တော့ကတမို့တီကြောက်မှုကြည့်ခဲ့ရပါတော့။ဒီကားကကျတော့ဘယ်လိုလဲဆိုတော့အရန်တဘာဝဆန်နေပေါ့နော်။အာပြီးတော့ဆက်အန်တီပါ ဆက်အန်ဒီဆိုတာဤရထင်ရှေ့ရှေ့တုန်းကကိုရှေ့ရှေ့တုန်းကဆိုတော့သူက1983လာမသိအဲ့လောက်ကိုအရှိခံထားဆိုတော့ကျွန်တော်အဲ့ဒီဘက်ခက်ကကျွန်တော်ဒီဘက်ခက်လောက်ပွင့်လင်းမှုမရှိတဲ့လူမျိုးရဲ့အရာမှုလို့ဆက်အန်ဒီဖြစ်သွားတယ်လို့ထင်ပါတော့အာဆိုတော့စက်ကောင်အနေနဲ့ကကြတော့အလုံးအငယ်ရွယ်တဲ့စက်ကြောတက်ကောင်လေးအီလီယိုနဲ့အဲသူ့အဖေစီမှာ resource လာလုပ်တဲ့ဘိသူကပညာရှင် Oli Olivaro ပေါ့နော်အာအစတုန်းက Elio ကတော်တော်လေးရှော့တဲ့ Olivaro ကိုအမြင်မကြည့်ခဲ့ဘူးပေါ့နော်နောက်ပိုင်းကျတော့သူဘယ်လိုပြောမလဲနောက်ပိုင်းကျတော့ဟိုတယောက်ရဲ့လူကြီးဆန်းမှုတွေအပြုံးနေရှော့မှုတွေအဲ့တော့သူ့ပေါ်ကိုပြန်ဆိုင်မှုတွေကြောင့်တွေ့ရတာအဲ့ထဲမှာက အရန်ကောင်းတဲ့စာသားတော့တိုက်တဲ့အတိုင်းနဲ့ခေါ်မိတာပြရနေ I will call you by my name စာရံပေါ့နော်အရန်ဟောဖြစ်သွားတယ်ပြီးတော့ဒီကကနေရတော်တော်များများကို တော်တော်လှလှပပလေးရိုက်ကူးပြထားတယ်ပေါ့နော်ဒါမဲ့နောက်ဆုံးတော့ဘလောက်ပဲချစ်ခင်ချစ်ခင်ပဝန်းကျင်ဆိုရက်လူမှုရေးလူမှုအတိုင်းဝိုင်းကြောင့်မလို့ပွဲသွားခဲ့ကြတယ်ပေါ့နော်ပုံမှန်ဖုန်းကွန်ပါစီရှင်တစ်ခုကအိုလီယိုရဲ့ရှင်ကွင်ကိုခွဲသွားခဲ့ရပါတော့ ုတော့ e carotica ကို recommend ပေးရပါတော့။ချီချီကဒီမိုဒီရဲ့အရင်ကနေစကားလေးတွေကတူတူပါ။